တော်လည်းရေးကာလာအတွင်းចောင်းသားရဲဘော်အယောက်တထောက်ကျော်အသက်ဆုံးခဲ့တယ်လို့ ABSDF ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ3ရက်မှာကြာရောက်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်သက်ဦး ABSDF ရဲ့38နှစ်ပြည့်မှာတပ်ဖွဲ့ဝင်ရဲဘော်ပေါင်းတထောက်ကျော်ဟာအာနာရှင်စနစ်ကိုတိုက်ဖြတ်ရင်အသက်ပေးခဲ့ရတယ်လို့ ABSDF ကထုတ်ပြန်ပါတယ်။ ကြပြင်ရဲဘော်900နီးပါးဟာလဲတိုက်ပွဲအတွင်းမှာကိုလဲအင်ကာဆွန့်လွတ်ခဲ့ရတယ်လို့ဆိုပါတယ်။ ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲကကြဆုံရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအဖြစ်ကပီချိုးဂုံပြူမှတ်တမ်းတင်ထားတယ်လို့ပြောပါတယ်။ ABSDF အနေနဲ့ຫນွေဦးတော်လဲရေးကာလအတွင်း NUG PDF တွေနဲ့အတူစကိုင်းမကွေးမန္တလေးနဲ့ကချင်ပြည်အပါအဝင်နေရာအများအပြားမှာတိုက်ပွဲဝင်နေတာပါ။ Federal Democracy ပြည်ထောင်စုပေါ်ပေါက်တဲ့အထိအစိုးအဖြတ်တိုက်ပွဲကိုဆက်လက်ဆင်နွှဲသွားမယ်လို့အသိအလင်းကတိပြုထားပါတယ်။